မြစ်၄၀ရေဘော်ဟိုတယ်ကကမ္ဘောဒီးယားကာရမွန်တောင်တွေရဲ့တောင်ပိုင်းကထပ်ထိုင် မြစ်ပေါ်မှာတိဆောက်ထားတာပါ။ဘန်ကောက်မြို့တော်နဲ့ဖနွမ်းပင်မြို့တော်ကိုသွားရာလမ်းခုလတ်မှာတည်ရှိနေတာလည်းဖြစ်ပါတယ်။ဒီဒေသကအမြဲဆုံးတစ်တော်တွေနဲ့ကံယူရန်ကဒီရော်တွေကတော့ကဘာလက်ခီးတွေတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်ပြီးနေရင်နဲ့သွားလို့လည်းရနေတာဖြစ်ပါတယ်။ဒီ Four Rivers မြစ်၄၀ဟိုတယ်မှာတောင်အဖရိကအမဲလိုက်တဲ့အကြီးစားဆက်နှစ်ခုကို ရေပေါ်မျောနေတဲ့ဖောင်တွေပေါ်မှာတိဆောက်ထားတာဖြစ်ပါတယ်။မြစ်ကျမ်းပြင်မှာပနဲ့ရိုက်တိဆောက်ထားတာမဟုတ်လို့လည်းအချိန်မီးရွှေ့နိုင်ပြောင်းနိုင်ပါတယ်။မြစ်လေးသွယ်ရေပေါ်ဟိုတယ်ကတော့ရူမေးနီးယားလူမျိုးဗလာတင်ပေါကလစ်နဲ့အနာပေါလစ်ဇူးစ်တို့ပိုင်ဆိုင်တာဖြစ်ပါတယ်။၂008ခုနှစ်ကဂျီနီယာကိုအလဲရောက်လာပြီးအခုလိုတိဆောက်ဖို့စိတ်ကူးရခဲ့တာပါလို့လည်းအနာကပြောပါတယ်။ we knew cambodia as just angkor wat and phen and sihanoukville that's all ကျမတို့က cambodia မှာဆိုရင်အန်ကောဝေဖျားကြောင်းလို့ဖနုံးပင်နဲ့စိတ်ကမ်းမြို့ဖြစ်တဲ့ sihanoukville တို့လောက်ပဲတိကျကြတာပါဒီခေါခေါင်းနဲ့အထူးသဖြင့်တိုက်တက်မြင့်နဲ့ဒီရှုခင်းတွေပေါ့လေကျမတို့2009ခုနှစ်မှာဒါကိုတွေ့လဲရတော့တိတ်ကိုအံ့ဩခဲ့ရတာပါဒါနဲ့ပဲဒီနေရာမှာတစ်ခုခုလုပ်မယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ် အခုရေပေါ်ဟုတ်တဲ့အခန်းတွေထဲမှာတော့ရေချိုးခန်းရေခဲတက်တာခင်မီ TV တွေ DVD ဆက်တွေတက်ဆင်ထားပြီးရိုးရိုးလေးနဲ့ခင်မီအောင်တိဆောက်ထားတာပါနောက်စာကြည့်တဲ့အသေးစားလေးလည်းထားရှိပြီးအဖျော်ရမကစားတော့ဆိုင်လည်းရှိပါတယ်ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လှုပ်ဆောင်ဖို့ဆိုတာကလည်း Four Rivers မြေလေးတွေရေပေါ်ဟုတ်တဲ့ရွယ်ချက်တစ်ခုဖြစ်ပါတယ် တနေ့တာအတွက်12နာရီစာလျှက်စစ်မီကိုဆိုလာပြားတွေကနေထုတ်လုပ်ပြီးကျန်တဲ့အချိန်တွေအတွက်တော့ဇီဝလောင်စာအုံပြေလျှက်စစ်ထုတ်လုပ်ပါတယ်။အုံပြုထားတဲ့ရေတွေကိုခင့်မီနီးစနစ်နဲ့စစ်ထုတ်ပြီးပြန်လဲအုံပြုသလိုမြစ်ထဲကိုမစွန့်ပစ်ခင်မှာလဲစစ်ထုတ်တန့်စင်ပါတယ်။အဆောင်ဆောက်လုပ်တာမှာတစ်ကိုထင်းထင်းသိမ်းသိမ်းအုံပြုထားပြီးခင့်မီဖန်တီထုတ်လုပ်ထားတဲ့ဆောက်လုပ်ရေးပစ္စည်းတွေကိုအဓိကထားဆောက်လုပ်ထားတာဖြစ်ပါတယ်။ တော်တဲ့တောင်ထဲမှာဟိုတယ်တစ်ခုကိုထင်းသိမ်းစောင့်ရှောက်ရတဲ့အလုပ်ကတော့အခက်အခဲတွေတော့ရှိတာပါပဲလို့အန်နာကပြောပါတယ်။ The extreme humidity is actually challenging all the structures here. It makes everything rust. um ရင်ငွေပြန်နှုံတိတ်ကိုများတတ်တာမျိုးဟာရေပေါ်တဲခုခံတွေမှာရင်ဆိုင်ရတဲ့တကယ့်အခက်အခဲပါ။ရင်ငွေပြန်တဲ့အတွက်အားလုံးကတန်ကြီးတွေတက်ကုန်တယ်လေ။နောက်ရေပေါ်အိမ်တွေကိုဆွေးမြေစေနိုင်တဲ့အမှုဇီဝပိုးတွေကိုပါပောက်ပွားစေတာကတကယ့်ပြဿနာပါ။ နောက်အနီးနားကပျက်စီးမှုတိတ်မရှိသေးတဲ့တောတွေကိုလည်းဟိုတယ်ကနေနေစဉ်ခီးစဉ်အနေနဲ့လိုက်ပါပို့ဆောင်ပေးပါတယ်။တောင်တူးတာတွေကနေပုံထားတဲ့သဲပုံတွေကိုလည်းမြေကမ်းတလျှောက်မှာတွေ့ရပါတယ်။ဒီလိုသဲဆောင်တွေတူတာကြောင့်ဒေသရင်းငါးဖမ်းလုပ်ငန်းကိုထိခိုက်စေပါတယ်။တောင်တူးဆက်တွေနဲ့မြေချမ်းပြင်ကိုတူးဖော်တာတွေကငါးသားပေါက်ရရက်တွေကိုပျက်စီးစေတယ်လို့မြေကဘာတွေကိုလည်းပြိုကျစေပါတယ်။ဒီရေပေါ်ဟိုတယ်မှာနေထိုင်ကြတဲ့ဧည့်သည်အများစုကတော့ ဟိုတယ်ကဒေသကလမ်းညွန်သူတွေနဲ့စီစဉ်ပေးတဲ့တစ်တော်တွင်ခီးစဉ်ကိုလိုက်ပါကြပါတယ်။တထာရေတကွန်ကလည်းတိတ်ကိုလှပပြီးရေကူးလို့လည်းရနေတာပါ။တောထဲမှာနေထိုင်ကြတဲ့ဆင်းရွေမြောက်ခွဲကျော်တွေနဲ့မြောက်တီအဖာဝင်တိရစ္ဆာန်တွေဟာမြေအတွင်းကိုရေတောက်စီးနှာပါတယ်။ရီယာစီလာရာဆိုလိုကတော့စင်ကာပူမှာစားတောက်ဆိုင်စီမံခန့်ခွဲသူအဖြစ်လူလုပ်ကင်နေတဲ့မက္ကဆီကိုနိုင်ငံသူဖြစ်ပါတယ်။အလုံအားရဲ့ဒီမှာအလဲလာလာလို့လဲသူမကပြောပါတယ်။ Me encanta este lugar, es súper ecológico, el ambiente es increíble, las tiendas son súper confortables. Tú lo que te va a dar la oportunidad de ir a un hotel, un hotel de esta manera, es un lugar muy bien. Te va a dar la oportunidad de ir a un hotel de esta manera, es un lugar muy bien. La gente tan amable y todo está increíble. ။တက်ချံမြေပေါ်ကနေဝင်ချင်းအလှကတော့အနည်းနာကတစ်တော်ရီနဲ့သဘာဝပတ်ဝန်းကျင်နဲ့တိတ်ကိုပဏံရလာပါတယ်။အခုလိုသဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်သူတွေရှိနေတာရဲ့တစ်ဖက်မှာကမ္ဘောဒီးယားအစိုးရကနိုင်ငံရဲ့လင်းလင်းမြန်မြန်ကြီးထွားလာနေတဲ့စီးပွားရေးနဲ့အတူနိုင်ငံတွင်းစွန့်ရင်ထုတ်လုပ်မှုကိုလည်းတိုးမြင့်နိုင်ဖို့တက်ထံမြစ်လိုမြစ်ကြီးတွေပေါ်မှာတတမန်တွေတိဆောက်ချင်နေတာဖြစ်ပါတယ်။ဒီလိုဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့အတူငါးသားပေါက်ရာဒေသတွေကိုပျက်စီးစေတဲ့သဲတောင်မြင်ထုဖော်မှုတွေ တရားမဝင်တစ်ထုတ်လုပ်မှုတွေကြောင့်အခုရေပေါ်ဟိုတဲ့အနီးတစ်ဝိုက်ကသဘာဝပတ်ဝန်းကျင်ကိုချင်းချောက်မှုတွေဖြစ်လာစေပါရဲ့ရှင်။